တရုတ်နိုင်ငံမှာအသက်30နဲ့40ဝန်းကျင်ရှိတဲ့ယောက်ျားတန်း35ခန့်မှာလက်ထပ်ဖို့မရှိပါအကြောင်းရင်းကကလေးတဦးတာမွေးခွင့်မူဝါဒနဲ့တားယောက်ျားလေးဦးစားပေးမှုကြောင့်မိန်းကလေးရေအတွက်နည်းလာတာပါ2020ခုနှစ်စက်တန်းအရတရုတ်မှာယောက်ျားဦးရေ34တသမ6တန်းပို့ပြီးသူတို့သမီးတင်တောင်းရန်အနည်းဆုံးဘတ်9သိန်းလောက်ပေးရပါတယ် ဒီအခြေအနေကိုဖြေရှင်းဖို့တရုတ်ကရုရှားအရှိတောင်အာရှကမင်းကလေးတွေနဲ့လက်ထပ်ဖို့အားပေးနေပါတယ်။ဒါပေမဲ့လူကုန်ကူးမှုယဉ်ကျေးမှုကွာခြားမှုအိမ်တော်မတည်မြဲမှုစတဲ့စိုးရိမ်စရာတွေလည်းကြုံနေရပါတယ်။တချို့ကဒီနီးလန်းနယ်ပဲလူဦးရေမညီမှုကို ဖြေရှင်းရေးတင့်တယ်လို့ဆိုပါတယ်။ဒါဆိုဒီလိုနိုင်ငံခြားလက်ထက်ပေါ်မူဝါဒကတရုတ်လူပေါင်းအတွက်အကောင်းဆုံးဖြေရှင်းချက်ဖြစ်မလား ိသတ်ရဲ့အမြင်ကိုလည်းကွန်မန့်မှာရေးပေးသွားပါဦးနော်။